volunteer အကြောင်းနည်းနည်းပြောကြမယ်။ဒီနေ့ volunteer ကအရင်နှစ်တော့ငင်းခုန်မှုတွေပြဿနာတွေမရှိဘဲအေးအေးချမ်းပြီးသွားပါတယ်။ဒါတော့မှ volunteer ရဲ့အချိန်တိုင်းပြဿနာတွေနည်းနည်းတော့ရှိခဲ့ပါတယ်။ဒါကတော့ ramen စုမရတဲ့အပေါ်သူ့အဖေရဲ့မကြေမနက်ဖြစ်ခြင်းပါ။မင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ Ghost G နှစ်ယောက်ဖြစ်တဲ့ Messi နဲ့ Ronaldo ခဲ့လောမှာကစားသမားတွေအတွက်အခွင့်အရေးတွေရလာပါတယ် သူတို့နှစ်ယောက်လည်းစိုးမိုးခဲ့တဲ့ခေတ်အလွန်မှာလူဖြစ်တဲ့ဒီကစားသမားတွေကံကောင်းတာပါမိမာသာအခုချိန်မှာပေါ်ထွန်းလာခဲ့ရင်ဒီကစားသမားတွေထက် ပိုထိုက်တန်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်မိမာတလုံးမရမသွားတာကိုအခုချိန်ထိစိတ်မကောင်းပါဘူးဒီလိုပြောလို့ဒမ်ဘီလီကလည်းမထိုက်တန်တဲ့သူတော့မဟုတ်ပါဘူးသူကလည်းစေယုံမော်တက်လိုက်ဆင်းလိုက်တယ်ဖလုတ်တော့မဲ့ဆဲဆဲဘွားကနေအခုလိုဗလွန်ဒီယိုဝန်တာဖြစ်လာတယ်ဆိုတာသူ့အတွက်မယုံကြည်နိုင်ကြအောင်ဖြစ်နေခဲ့ပါတယ်ဒါကသူဘလောက်ကြိုးစားခဲ့တယ်လဲဆိုတာကိုလည်းသိနိုင်ပါတယ် အားလုံးကကျွန်တော်ပြီးဆုံးသွားပြီဆိုပြီးပြောကြပါတယ်ကျွန်တော်လဲကြနေတဲ့အချိန်သူတို့ကရင်မောခဲ့ကြပြီသူတို့ကကျွန်တော်ကိုအထီးမခံတဲ့သူဒဏ်ရာရလွယ်တဲ့သူအရေးသွေးတွေကိုဖြုံးတီးတဲ့သူဆိုပြီးပြောခဲ့ကြပါတယ်ကျွန်တော်တိတ်ဆိတ်စွာငိုခဲ့ရတဲ့ညတွေနာကျင်ကြိုက်ခဲမှုတွေနဲ့အရှုံးပေးလို့ညီပါဖြစ်ခဲ့တာတွေကိုသူတို့မမြင်တွေ့ကြပါဘူး။ပြန်လည်ထူထောင်ရေးပြုလုပ်ခဲ့ရတဲ့နိုင်တွေထီးကြံမှုတွေနဲ့ကျွန်တော်အပေါ်တန်တရားရှိတာတွေကိုချိုးပြဖို့ကြိုးစားခဲ့တာတွေကိုသူတို့မမြင်တွေ့ကြပါဘူး။ဒါအပြင်ဒမ်မီလီက သူ့မိတငယ်ချင်းနဲ့အသင်းပေါ်ဟောင်းမက်ဆီကိုကျေးဇူးတင်စကားတွေပြောသားခဲ့ပါတယ်။ဒီစုအတွက်သူသားထိုက်တန်တယ်လို့ထင်နေတဲ့ရာမဲရဲ့အဖေကရာမဲဘလွန်ဒီယိုစုမရတာကလူရက်ခံရတာလို့တော့ကျွန်တော်မပြောချင်ဘူး။ဒါပေမဲ့ဒါကလူသားတယောက်ပေါ်ကိုကျင့်တရားအရာစော်ကားလိုက်တာပါပဲ။ဘာကြောင့်လဲဆိုတော့ရာမဲကလက်ရှိကမ္ဘာအကောင်ဆုံးလို့ကျွန်တော်မြင်ပါတယ်။တခြားကစားသမားတွေထက်ရာမဲတာရာကအပြတ်အသတ်ကြီးပါ။ကျွန်တော်အခုလိုပြောနေတာကကျွန်တော်အသာဖြစ်နေလို့ပြောတာမဟုတ်ပါဘူး။တကယ်လဲသူကကမ္ဘာအကောင်ဆုံးကစားသမားဖြစ်နေလို့ပါ။ ရှင်းရှင်းပြောရရင်သူ့ကိုပြန်နိုင်တဲ့ပြိုင်ဘက်ရည်လိုတော့ရှိမှာမဟုတ်ပါဘူး။ဒါကရာမက်အဖေရဲ့မကြေမနက်နဲ့ပြောတဲ့စကားပါ။ရာမက်ကအသက်ရွယ်ရာနောက်နှစ်တွေမျောလင်းလို့ရပါသေးတယ်။ဒီစုတဲ့ရာမက်ကသူ့ကိုယ်သူအပိုင်းတွတ်ထားပုံရပါတယ်။ပွဲမတိုင်ခင်ပွဲပြီးရင်ပါတီလုပ်ဖို့အမျိုးတွေတငယ်ချင်းတွေအယောက်20လောက်ကိုခေါ်ချလာတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လက်တွေ့မှာသူမရသွားခဲ့ပါဘူး။ဒါကြောင့်လေသူသားအဆက်ကွဲရလို့သူ့ဖေကမခံမရနိုင်ဖြစ်နေကြတာဖြစ်နိုင်ပါတယ်။တကယ်တမ်းမှာရာမဲကဒမ်မီလီလောက်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ရာမန်ဘာလို့ဒီလိုအဆက်ကွဲမှုမျိုးဖြစ်ရလဲဆိုတာကျွန်တော်ရှင်းပြပါမယ်ဘာလို့လဲဆိုတော့အရင်နှစ်တွေကစူရမဲ့သူကပွဲမနိုင်ခင်မှာကြိုတည်ပါတယ်ဘယ်သူမှမသိရင်တော့အ ਨੇ ဆုံးစူရမဲ့သူအသင်းပိုင်ရှင်တဲ့နေပြကတော့ကြိုတည်ပါတယ်မသိဘူးဆိုတာအလကားပါအများဆုံးမသိရင်အသင်းပေါ်ကြီးလောက်ပဲမသိတာပါဒါကြောင့်လဲမနစ်ကသူတို့ကစားသမားမရဘူးဆိုတာကြိုသိလို့မက်ဒရစ်ဘက်ကဆန္ဒပြပြီးပွဲမတက်တာမျိုးဖြစ်လာတာပါဒီနှစ်ကပေးမသိပါဘူးနောက်ဆုံးချိန်ထိလှုပ်ဝက်ထားပါတယ် ဒီလိုကြုံသိရလို့လဲရမယ်ခံမှန်းပြီးတော့ရာမန်အမျိုးတွေခေါ်ချလာတာပါနောက်ပြီး Real Madrid စူပေးပွဲမတက်ချင်းပွဲနဲ့ပတ်သက်တဲ့အရာတွေကိုအရင်ကပေါက်ကြားပြီးမဲ့အခုမပေါက်ကြားအောင်လုပ်ခဲ့တယ်လို့ဆိုပါတယ်ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိပါဘူးနောက်ဝယ်ကဖြစ်ရတွေကိုသူတို့ချပြသလောက်ပဲသိရတာမလို့ပါဒီနေရာမှာနည်းနည်းပြောချင်တာက period ကနည်းနည်းတော့အကန်ပါသူက fever ကိုကန်လိုက် blondio ကိုကန်လိုက်ပါသူနည်းသူကနေတော့မှန်နေတယ်ဆိုပေမဲ့မှန်တမ်းရှေ့ဆက်တူရင်နင်းနာတဲ့သူတွေရှိလာနိုင်ပါတယ် ်ဘသူတွေကနှိမ့်နိုင်လဲဆိုတော့ Real Madrid ကစားသမားတွေပါကျွန်တော်စိတ်ထင် Rodrigo သွားတဲ့နှစ်က Vinny ကိုမပေးတာ Rodri တကယ်ထိုက်တန်လို့လည်းဖြစ်နိုင်တယ်လို့ Super League ထထောင်ပြီး UEFA ကိုတိုက်ထုတ်ဖို့လုပ်ခဲ့တဲ့ period လောက်ရကြောင်း Vinny ကိုမပေးဖို့ဆုံးဖြတ်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီနေရာမှာဘာပေအတွက် Andre ရှိနိုင်လားဆိုတော့ Volondio ကပြင်သစ်မဂဇင်းကပေးတာပါဒီတော့ဘာဘီကပြင်သစ်တာမျိုးပြဿနာမရှိဘူးလို့ဆိုခြင်းဆိုနိုင်ပေမဲ့တခြားကစားသမားတွေကတော့ပြဿနာတော်တော်လေးရှိနေပါတယ် ဒီစုကမဲစနစ်နဲ့သွားတာဆိုပေမဲ့မဲတစ်ခုတည်းနဲ့သွားတာတော့မဟုတ်ပါဘူး Journalist တွေရဲ့မဲတွေဘာမဲညာမဲတွေအပြင် Jury လူကြီးတွေရဲ့စီစစ်မှတ်ဆိုရရှိပါတယ်ဒါကအဆုံးဖြတ်ဖြစ်လာတတ်ပါတယ်နောက်ထပ်အနေနဲ့ကစားသမားတယောက်ချင်းရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးအမှတ်တွေပေးပါတယ်စူပလာရည်အတွက်နဲ့အောင်မြင်မှုအသိလိုက်အောင်မြင်မှုတွေကိုလည်းထည့်ထွက်ပါတယ် ဒီတော့ဂလန်ကစံသွားလို့ရင်စူရဖို့ခတ်ပါတယ်။နောက်ပြီးဘာဘီရဲ့အဖြစ်ကတစ်ချိန်ကမိုဗစ်ကိုတော့သွားသတိရမိပါတယ်။မိုဗစ်ကချန်ပီယံလိဖလားလိုချင်လို့တားမြတ်စီးမြတ်အင်တာကလည်းဘာစီကိုပြောင်းသွားပါတယ်။သူပြောင်းသွားပြီးနောက်နှစ်မှာပဲအင်တာကချန်ပီယံလိဖလားကိုရပါတယ်။သူကတော့ဘာစီမှမမဟုတ်ပါဘူး။ကစားသမားဘဝနားတဲ့အချိန်ထိမရလိုက်ပါဘူး။အခုလည်းဘာဘီက UCL လိုချင်လို့မက်ဒရစ်ကိုထွက်လာခဲ့ပြီးကမှသူမရှိတဲ့နောက်နှစ်မှာအသင်းဟောင်းက UCL အပြင်ဒမ်ဘီလီကဘလွန်ဒီယော့ပါရသွားလိုက်ပါသေးတယ်။ အခုတော့ပြင်သစ်မှာသူ့လောက်မှနာမည်မကြီးတဲ့ဒမ်ဘီလီကသူ့ထက်အရင်ချန်ပီယံလိဖလားကိုရသွားတယ်လို့သူ့ထက်အရင်ဗလွန်ဒီယိုကိုလည်းရသွားပါပြီ။ရာမဲအဖေကသူ့သားကပိုကောင်းတယ်လို့ပြောတာကကွင်းလွင်းစွမ်းဆောင်ရည်ကိုပြောတာဖြစ်နေပါတယ်။ဒါပေမဲ့လက်ရှိစနစ်အရာရာမဲမရနိုင်တာပါ။ရော်နယ်ဒိုပြောတဲ့တိကျတဲ့စနစ်မရှိခြင်းရော်နယ်ဒိုကပြောဥပါတယ်။ဗလွန်ဒီယိုကတိကျတဲ့စနစ်မရှိဘူးလို့ပြောခဲ့ဘူးပါတယ်။ဗလွန်ဒီယိုကတူးချင်းစုဖြစ်လို့ တဦးချင်းရေချင်းကိုပဲကြည်ပေးမယ်ဆိုပြီးအစပိုင်းကသတ်မှတ်ခဲ့ဥပါတယ်ဒီစနစ်ကြောင့်ပဲ2023ခုနှစ်ကမက်ဒရစ်ကဘာအောင်မြင်မှုမှရှိပဲတဦးချင်းစွမ်းဆောင်ရည်ကောင်းတဲ့ရွန်ဒိုကိုပေးခဲ့ပါတယ်နောက်ကြအသင်းလိုက်အောင်မြင်မှုနဲ့စူပလာတွေကိုပါထဲထွက်မယ်ဖြစ်သွားပြန်ပါတယ်အဲဒီနောက်ကလပ်နဲ့အောင်မြင်ပြီးနိုင်ငံနဲ့မအောင်မြင်မရပြန်ပါဘူးဗလွန်ဒီယိုကတခါတခါကမ္ဘာဖလားကပိုကြီးကျယ်ခမ်းနားတက်ပြီးတခါတခါကမ္ဘာဖလားပန်ရှင်က UCL ဖလားလောက်အေးမကြီးတက်ပါဘူးအခုကဘသူ့ကိုမှဝေဖန်နေတာမဟုတ်ပါဘူး Volunteer system ကိုကတသက်မတည်းမရှိပဲအမျိုးမျိုးပြောင်းနေတာကိုပြောချင်တာပါ2008ခုနှစ်ကနေ2015အထိအဲ့ဒီကြားထဲမှာ FIFA အသီးအမှတ်ပြုထားတဲ့နိုင်ငံ အသင်းတိုင်းရဲ့အသင်းကောင်းဆောင်တဲ့နိုင်ငံအသင်းနှီးပြတွေကမဲပေးဝင်ရှိပြီးအဲ့ဒီမဲတွေကအရန်ကိုအရေးပါခဲ့ပါတယ်ဒါပေမဲ့2015ကစပြီးအဲ့ဒီစနစ်ကိုဖျက်သိမ်းလိုက်ပြန်ပါတယ်2022ခုနှစ်မှာကြာအရင်စနစ်ဟောင်းဖြစ်တဲ့ကစားသမားတယောက်ချင်းရဲ့ဆွမ်းဆောင်ရည်နဲ့ပြင်ပြန်ဖြစ်သွားပြန်ပါတယ် ဒါကြောင့်မဲအဲ့ဒီနှစ်ကဖလား၃လုံးချန်ပီယံဖြစ်တဲ့ဟာလန်တို့ကိုကျော်ပြီးမက်ဆီရသွားတာပါအခု2025ကြာပုံစံအသစ်နဲ့ထပ်လုပ်ပြန်ပါတယ်ဒါဟာဗလွန်ဒီယိုစနစ်ရဲ့ error ကြောင့်ဆိုတော့လူတွေကမတီးပဲညင်းခုန်နေကြလို့ရှင်းပြတာပါမက်ဆီဖန်တွေက2023ကရော်နယ်ဒိုစူးရပုံကိုဝေဖန်ကြသလိုမက်ဆီလည်းကြပြန်တော့လဲဝေဖန်ကြပြန်ပါတယ်တကယ်တော့သူတို့နှစ်ယောက်ရလိုက်တဲ့ system ချင်းအတူတူပါပဲဒီတော့ဗလွန်ဒီယိုစူးပေးစနစ်ကိုကမတီးမငြိမ်ဖြစ်နေတာပါဒါကြောင့်ရော်နယ်ဒိုကဝေဖန်ခဲ့တာပါ ဒါကြောင့်လဲ volunteer စုကညင်းခုန်စရာတွေနှစ်တိုင်းဖြစ်နေတာပါပြိသက်မှန်းထားတဲ့အတိုင်းမဖြစ်တာကလည်းဒါကြောင့်ပါပဲဒီနေရာမှာပြောချင်တာက fever နဲ့ volunteer ကြားကွဲလိုက်စီးလိုက်ပြဿနာအကြောင်းပါဒါကိုလဲလူတွေမကွဲလို့အရှင်းပြချင်ပါတယ် fever နဲ့ပြင်သစ်မဂဇင်းတို့ပူပေါင်းပြီး fever volunteer ဆိုပြီး2010ကနေ2015အထိ6နှစ်ကြာပူပေါင်းခဲ့ပါတယ်အဲ့တော့ fever နဲ့ပြင်သစ်မဂဇင်းကြစူပေးပွဲစီးမြင့်နေတဲ့ပသက်ပြီးသဘောထားကွဲလဲခဲ့ပြီးလမ်းခွဲလိုက်ပါတယ်။အဲ့ဒီ6နှစ်မှာ Messi ၄ချိန်ရပြီးတော့ Ronaldo ၂ချိန်ရခဲ့ပါတယ်။ မက်ဆီ30နှစ်ဗလွန်ဒီယောရတာကအဲ့ဒီနှစ်တွေထဲမှာပါအဲ့နောက်ဖီဘာကဖီဘာ the best ဆုဆိုပြီးသူ့ဟာသူစုလုပ်ပြီးပေးပါတယ်ဗလွန်ဒီယောကလည်းပေးမြဲပေးပါတယ်နောက်16မှာ FIFA ကခွဲသွားပြီးတော့ FIFA the best ကလည်းသူနီသူဟန်နဲ့ဆက်ပေးပါတယ်။ဒါပေမဲ့ Volondio က FIFA the best ဆုထက် ကစားသမားတွေရဲ့အာရုံကိုပိုဖန်ဆားထားနိုင်ခဲ့ပါတယ်။ဒါက Vinny အဖြစ်ကတက်သေးပါပဲ။ Vinny က the best ဆုကိုရထားသည့်တိုင်အောင် Volondio မရတာကိုမကြေမနက်ဖြစ်နေသေးပါ။ ဒါကဖလွန်ဒီယောဘာကြောင့်အမြဲညင်းခုန်စရာတစ်ခုဖြစ်ခဲ့လဲဆိုတာပါပဲကျွန်တော်ကတော့တက်နိုင်တယ်လို့ရှင်းပြပေးဖို့ထန်ညင်းညင်လို့ညင်းခုန်နေကြလဲမတက်နိုင်ပါဘူးညင်းရတာဝါသနာပါလို့ပဲဖြစ်နိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ဒီနှစ်ဖလွန်ဒီယော top 10အကြောင်းဆွေးနွေးကြပါတယ်ဒါကကျွန်တော်အမြင်ဖြစ်လို့ကျန်တဲ့သူတွေလည်းသဘောတူကြမှာတူပါမယ်တူရမယ်လို့တော့ကျွန်တော်မတောင်းဆိုပါဘူးဝင်လာဖြစ်တဲ့ဒမ်ဘီလီကိုကျွန်တော်ကတော့ရားသိနေလို့ထင်ပါတယ်စူပလာအလုံးရခဲ့သလိုတအူးချင်းဆွမ်းဆောင်ရင်မှလည်းအတော်ကိုကောင်းတဲ့ record ကိုပိုင်ဆိုင်ထားပါတယ် ဒီနေ့မှာဒမ်ဘီလီလောက်ထိုက်တန်တဲ့သူ မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်။အဆင့်နဲ့ရတဲ့ရာမဲကပေါ်တူဂီကိုသာနိုင်ပြီး National League ဖလားတာရသွားခဲ့ရင်သူကဝင်လာဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နှစ်2022ခုနှစ်ထဲကနိုင်ငံအသင်းစွမ်းဆောင်ရည်ကိုပြန်ဦးစားပေးထည့်သွင်းလာလို့ပါ။ဒီတော့စပိန်သားဖလားရရင်ရာမဲမရအောင်ပြောနိုင်ပေမဲ့အမတ်တွေအခုတက်ပုံများရင်ဒမ်ဘီလီတို့ကပိုဆိုးနေစရာဖြစ်ခဲ့ရမှာပါ။ နောက်ပြီး PSC ကလပ်ကဘာဖလားမရလိုက်တဲ့အချိန်ဒမ်ဘီလီရေပန်းစားမှုကျသွားပေမဲ့ Super Cup ကိုရလိုက်ချိန်မှာတော့ရေပန်းစားမှုပြန်တက်လာခဲ့တာပါဒီနေ့ကစူပလားတွေထဲထွက်တဲ့ system ဖြစ်လို့ Ramen မရခဲ့တာပါ2023နဲ့2022ခုနှစ်တုန်းကလို့တူးချင်းစမ်းဆောင်ယူကြတာကြည့်မယ်ဆိုရင် Ramen မျောလင်းလို့ရပါတယ်အခုကစူပလားချင်းကအများကြီးကိုကွာလို့မဖြစ်နိုင်ပါဘူးအဆင့်3 V10 ဟာ PSG ပိုးဆွဲရမှာအရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့သလို Portuguese National League ဖလားရခဲ့ရမှာလည်းအရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်ဒီတော့ Vidin Ha ကလည်းအဆင့်3ဆိုတာထိုက်တန်ပါတယ်အဆင့်၄ Sala Sala ကပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရရဝင်လာအောင်ဖြစ်တဲ့ကစားသမားတယောက်ဖြစ်သလိုရားလည်းရခဲ့တဲ့ပေမဲ့ top 3တောင်မဝင်ခဲ့ပါဘူး ဒါကပြောခဲ့သလိုပဲစူဖလားတွေထဲထွက်တဲ့နှစ်ဖြစ်လို့ပါစူဖလားအရဆိုပြည်တွင်းစူဖလားပဲရှိပြီးဥရောပမှာမောင်းမြင်သလိုနိုင်ငံကလည်းအီဂျစ်ဖြစ်နေလို့ဆာလာအတွက်ဝေးပြင်းဝေးဖြစ်နေရတာစိတ်မကောင်းကြပါအစင်ကရာဖင်ဟာအရေးပါမှုနဲ့ပြောရင်ရာမန်ထက်တော်ပါစီအတွက်အရေးပါတဲ့အခိုက်အတန့်တွေမှာပိုပြီးအသင်းကို affected ဖြစ်ခဲ့တဲ့ကစားသမားပါဘိုင်ယန်ကိုဟက်ထရစ်တွင်ခဲ့သလိုအင်တာမီလန်နဲ့ချန်ပီယံလိဂ်ရှုံးထွက်အစင်မှာလည်းအနိုင်ကိုဖြစ်စေမဲ့ဂိုးကိုတွင်ခဲ့ပြီး နောက်တန်းကပြန်ပေးရလို့သာ ထွက်ခဲ့ရတာပါအစင်ချောင်းဟာကီမီဟာကီမီကလည်း PSG ကစားကမှခံစစ်ကနေတိုက်စစ်ထိလိုက်ပါကစားပေးတဲ့နီးစနစ်နဲ့အသင်းအတွက်ဂိုးတွေသွင်းပေးခဲ့တယ်လို့အသင်းရဲ့နီးစနစ်မှာအရေးပါတယ်သူဟာဒါပေမဲ့သူ့ကိုအစင်ချောင်းပေးတာကိုတော့တိတ်သဘောမကျပါဘူးသူ့ရက်ဆိုင်ဒီနေရာကိုနူနိုမန်ဒက်စ်ကိုပေးတင်ပါတယ်မန်ဒက်ကလည်းဟာကီမီနီးတူအသင်းကစားကွက်အတက်အစင်းမှာအရေးပါခဲ့တယ်လို့ပေါ်တူဂီကိုလည်း nationally ရအောင်ဆွမ်းဆောင်ပေးခဲ့ပြီး fine နဲ့ချေပါဂိုးတကူးကိုလည်းသွင်းပေးခဲ့ပါတယ် ီတော့နိုင်ငံနဲ့ရောကလပ်နဲ့ရောစူးရခဲ့တဲ့မန်ဒက်ကဒီနေရာနဲ့ပိုထိုက်တန်ပါတယ်အဆင့်9အမ်ဘာဘေးပြောခဲ့သလိုပဲစူဖလားတွေကိုကြီးတဲ့နှစ်ဖြစ်လို့ဘာစူဖလားမှမရခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းကကစားသမားအတွက်အဆင့်9ကိုပဲကြီးနိုင်ရမှာပါ2013နဲ့2022တုန်းကဆိုရင်အမ်ဘာဘေကအနည်းဆုံး top 3တော့ဝင်ခဲ့မှာပါအဆင့်10ပါမပါမဒီဆင်းမှာပါလာတာက Chelsea Club ကဘာဖလားရခဲ့လို့ပါမဟုတ်ရင်ပါလာမှာမဟုတ်ပါဘူး ျွန်တော်ဆိုလိုတာကဖာမားကဒီတဲ့ပါဖို့မထိုက်တောင်မဟုတ်ပါဘူး။ဒါပေမဲ့စူဖလားကိုကြီးလို့သာပါလာတာပါ။စူဖလားသာမရခဲ့ရင်အရေးအချင်းပြနိုင်ရင်တော့ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်။ကလပ်ကဘဖလားဖိုင်နဲ့ခြေစွမ်းပြပြီး PSG ဘက်ကိုဂိုးတွေသွင်းနိုင်ခဲ့လို့ဖာမားကဒီစင်းတဲ့ကိုပါလာတာပါ။အဆင့်ကိုဒိုနာရမ်မာအဆင့်30နူနိုမန်ဒက် PSG နဲ့ UCL ရထားတဲ့ဂိုးသမားနဲ့ UCL ရော National League ရထားတဲ့ကစားသမားကို ကလကဘဖလားတစ်ခုပဲရထားတဲ့ကစားသမားအောင်းမှာထားရတာကတိတ်သဘောမတူကြပါဘူးဒါကပြောခဲ့သလိုပဲကျွန်တော်အမြင်ဖြစ်လို့အမြင်ဆိုတာကတူနေမှာမဟုတ်ပါဘူးဒါပါပဲနောက်ထပ်သဘောမကြတာကအကောင်းဆုံးတိုက်စင်မှုစုကို Victor Rogers ကိုပေးလိုက်တာကိုပါတကယ်ဆိုဒီစုက Mbappe ရခဲ့တင်ပါတယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နှစ်ကဥရောပဂိုးသွင်းရွှေဖနက်စုရထားတဲ့ကစားသမားကိုဒီစုမပေးတာကတမျိုးကြီးပါပဲဖြစ်နိုင်တာကဘာပဲကဒီပွဲကိုတက်မလာလို့တက်လာတဲ့သူကိုပဲပေးတယ်လို့ထင်ပါတယ် ဒီတော့နနေ့ဆက်မက်ဒရစ်အသင်းကမတက်ခဲ့သလိုမနစ်ကဟာလန်ရဲ့ဒီပွဲကိုမတက်ပါဘူး။ဆာလာလည်းဒီနှစ်ကိုမတက်ပါဘူး။ဆန္ဒပြသူတွေအယုံကြည်မရှိတဲ့သူတွေများလာတာကဗလွန်ဒီယိုစူပွေးပွဲစနစ်ကရော်နယ်ဒိုထောက်ပြခဲ့သလိုတသမတ်တည်းမရှိလို့ပါပဲ။တီးကြတဲ့စံတော်မျိုးမရှိလို့ပါပဲ။နောက်ဆုံးအနေနဲ့ပြောချင်တာကနှစ်တစ်နှစ်ရဲ့အကောင်းဆုံးကစားသမားဖြစ်လို့သာပေးရတာအရင်ဗလွန်ဒီယိုနဲ့ထိုက်တန်ခဲ့တဲ့ကစားသမားတွေလောက်မပြောင်ပြောက်တာတော့တွေ့ရပါတယ်လက်ရှိကစားသမားတွေထပ်ကောင်းပေမဲ့ ဂုတ်စနေအောင်နဲ့ခစ်ပြိုင်ဖြစ်ခဲ့လို့နင်နာခဲ့ရတဲ့ကစားသမားတွေရှိခဲ့ပါတယ်။ဒါကိုဖော်ထုတ်ခဲ့သူကတော့ Fabrizio ပါ။ Fabrizio Romano ကတော့သူ့ရဲ့လူမှုကွန်ရက်မှာ Ronaldo ရဲ့2013-2014ခုနှစ်ကစွမ်းဆောင်ရည်ဖြစ်တဲ့ပြိုင်ပွဲစုံ52ခု Champion League ဝင်တာ UCL Top Scorer 18ခုဒါက record ဆိုပြီးအောက်မှာဒါမျိုးမှ Volunteer ဝင်တာဆိုပြီးလက်ရှိကစားသမားတွေရဲ့စမ်းဆောင်ရည်ကိုမချီတင်ခဲ့နဲ့တင်ခဲ့ပါသေးတယ်။ လက်ရှိရှိရတဲ့ကအကောင်းဆုံးကိုပေးရတာဖြစ်ပေမဲ့တစ်ချိန်က ghost တွေလုပ်ပြခဲ့တဲ့ထိုက်တန်မှုမျိုးကိုဒီဘက်ခင်မှာမတွေ့ရတာကိုဆိုလိုတာမျိုးဖြစ်နိုင်ပါတယ်။ဒီရောဒီနေ့အတွက်ဒီလောက်ပါပဲ။ video rating survey ဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analysis video တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါဦးခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။